ကချင်ပြည်နယ်မစ်တနာမြို့လေကုံရက်ွက်အောင်တော်မူပရိုက်တော်ရွှေတိန်ကျောင်းတိုင်းမှာစတုဒ္ဒအကြိမ်မြောက်စုပေါင်းပုံကထိန်နဲ့ပုနောပါဥပတမန်တော်တိခါကန်ထက်မင်္ဂလာအလူတော်ပွဲအောင်ယဟန်တာရဲ့ကောင်ဦးဝင်းမြင့်ဦးခဥဖိုးပြောင်းယဟန်တာရဲ့ကောင်မဒေါ်တွတ်ွဲ့ဤခဒေါ်ဤတွယ်မိတာစုတို့ကမာတီ၍အလူတော်မင်္ဂလာပွဲအောင်အောက်တိုဘာလ26ရက်နေ့ကကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ် ်အနန္တောအနန္တငါးပါးဥထိတ်ထားလျက်ဖျားသပိတော်တပည့်တော်မာတို့သည်တန်တရာဝုစင်ရဲ့အပေါင်းပေါင်းလူမြောက်ရာအမှန်မျက်နှိပ်ပန်းကုန်စိတ်ရည်တန်၍ကချင်ပြည်နယ်မြစ်တနာမျိုးလေကုံရက်ွက်အောင်တော်မူပရိဒရွှေတိန်ကြောင်းတိုင်းတိုင်းစတုတ္တအကြိမ်မြောက်ပူရိမဝါမထားမြောက်တော်မူကြကုန်သောတန်ဃာတော်အရှင်သူမြတ်တို့အောင်မိုးကုံမျိုးအနောက်ပိုင်းပမ်းမရက်ွက်နေဒေါ်ပြုံအားအမှုထား၍ကထိန်အလူတော်မင်္ဂလာနှင့်ပုနောပဥပတမန်တော်တိခါကန်ထက်မင်္ဂလာပွဲကျင်းပပြုလုပ်ရခြင်းဖြစ်တယ်လို့အလူ ူဒါရက်ကအလူဒါရက်ကမတို့ထံမှတီးရပါတယ်။အခုလိုလှူဒန်းနိုင်ခဲ့တာကိုအလွန်ပဲဝမ်းသာပီတိဖြစ်ရပါတယ်။အရင်ကသူများတွေလူနေကြတာတွေ့ရင်အယံအားကြတယ်။ကိုလဲတနေ့မှသူတို့တွေလိုလူနိုင်အောင်ကြိုးစားမယ်လို့ရည်မှန်းထားခဲ့တာ။အခုကိုယ်ရည်မှန်းချက်ကအထမြောက်တယ်လို့ပဲပြောရမှာပေါ့။ ပြောပြမတတ်အောင်ကိုပီတီဖြစ်ရပါတယ်။နောက်နောင်ကိုလည်းအခုလိုပဲလှူဒန်းနိုင်တဲ့လူရန်ခွင့်ရခဲ့လူဖြစ်ရပါစေလို့တောင်းဆုပြုပါစေ။ခုနှစ်ရသားသမီးအပေါင်းတို့သည်လည်းကိုဤကျမ်းမာခြင်း၊စိတ်ဤချမ်းသာခြင်းတို့ပြည့်ဝကြပါစေလို့ဆန္ဒပြုပါတယ်လို့တထိန်မဒီအလူရှင်ဦးဝင်းမြင့်ဦးခဦးဖိုးပြကပြောပါတယ်။ စတုတ္ထအကြိမ်မြောက်စုစုပေါင်းဘုံကထိန်ပွဲအောင်အော်တိုဘာလ25ရက်နေ့နေ့လယ်2နာရီအချိန်ခန်းကကထိန်မတီအလူဒါရဲကအလူဒါရဲကမှမိသားစုရက်ွက်အတွင်ရှိအလူရှင်များနဲ့ရက်ဝေရက်နီတို့မှအလူရှင်များစုပေါင်း၍လေကုန်းရက်ွက်အတွင်ပဒေတာပင်များနဲ့အတူစီကားတက်မြိုက်စွာစီတန်းလှည့်လည်ခဲ့ကြပါသည် အဲ့နောက်အော်တိုဘာလ26ရက်နေ့နနက်9နာရီအချိန်မှာအောင်တော်မူပရိုက်တာရှေတိန်ကျောင်းနိုင်ဆရာတော်ဗတ္တနာကဝိတ္တဇအရှင်သူမြတ်အောင်ပုနောပါဥပတမန္တသိခကံထက်မင်္ဂလာပွဲအောင်ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီးကြွားရောက်လာကြတဲ့အေပရိတက်အပေါင်းတို့မှကြွားရောက်လာသောဆရာတော်တန်ခါအရှင်သူမြတ်တို့အောင်တိန်စင်လောင်းလူကကုထုဒါနပြုလုပ်ခဲ့ကြပါသည် ဆက်လက်ပြီးနနက်9:00နာရီခွဲအချိန်မှာအောင်တော်မူပရိုက်တာရွှေတိန်ကျောင်းတိုက်ဓမ္မယုံမှာဆရာတော်ကြီးများက၅ပါးတိလာခံယူဆောက်တည်ခဲ့ကြပြီးဆရာတော်ကြီးများနဲ့ပင့်ဖိတ်တန်ကတော့အရှင်သူမြတ်တို့အားလူဖွယ်ဝိတုအဆုစုတို့ကိုဆက်လက်လူဒန်းခြင်းများပြုလုပ်ခဲ့ပြီးဒါနကုတောအဆုစုတို့အတွက်ရေဆက်တွန်းချအမြတမ်းပေးဝေခဲ့ကြပါတယ် အဲ့ဒီနောက်အလူတော်မင်္ဂလာပြီးမြောက်အောင်မြင်တဲ့အထိမ်းအမှတ်ဖြင့်အလူရှင်အသီးသီးတို့ကကြောက်ရောက်လာကြတဲ့ Everyday အပေါင်းတို့အောင်ရွှေမိုးငွေမိုးတွန်လောင်းကနှိလေစာဖြင့်အိတ်ခန့်ကျွေးမွေးခဲ့ကြပါတယ်။